ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမယူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာအောင်စီမှဩကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှ20ရက်နေ့အထိဆယ်ရက်စာကြံပြုဟောဒဏ်ကို ပြည်ပြည်ဆောင်ဆောင်ဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနားကိုခေါင်းလောင်းလေးကိုလည်းနှိပ် ချပေးခဲ့ဖို့မမိတ်နဲ့နေ တနင်္လာသာသမီများတွေဆယ်ရက်စာဟောစတန်အလောက်အကန်အခက်ခဲတွေကြောင့်အလောက်ကိုင်းတွေအစဉ်ပြေတိုးတက်လာမယ်တညီလက်ညီပူးပေါင်းလှုပ်ဆောင်မှုတွေကြောင့်အောင်မြင်တိုးတက်ပြီးပျော်ရွှင်ရမယ်ယခုမှပြန်လဲကအစဉ်ပြေမှုတွေရသဖြင့်ရှေ့ဆက်ကြိုးပမ်းအားထုတ်ဖို့လိုအပ်ပါတယ်လုပ်ငန်းအစ်တွေကိုလည်းတိုးချဲ့လောက်ကိုင်းနိုင်တယ်ရန်နာထားခဲ့တဲ့အလောက်တွေပြန်လဲစတင်ရမယ်အလောက်မရသေးသူများအလောက်လျှောက်ထားပါကဒီကာလအတွင်းရပါလိမ့်မယ်ရေရွက်ပစ္စည်းလုပ်ငန်းများပြန်လဲရေးချောင်းသွားလာရေးဆက်ပြုတ်မွေးမြူရေးပို့ဆောင်ဆက်သွယ်ရေးခရီးသွားလာရေးလုပ်ငန်းများ ရွှေငွေကြောင်းမြေဇနနာရောင်းဝယ်ရေးစားတောက်ကုန်လူသုံးကုန်စေဝါအလပနဲ့သက်ဆိုင်တဲ့လုပ်ငန်းများဟိုတယ်နဲ့စားတောက်ဆိုင်များနိုင်ငံခရီးများအယောင်ဝယ်လုပ်ငန်းများငွေကြေးကိစ္စများအစစအရာရာအဆင်ပြေနေပါလိမ့်မယ်လုပ်ငန်းတွေအဆင်ပြေမှုရသဖြင့်စိတ်ချမ်းသာကပျော်ရွှင်မှုတွေခြေနက်ပီတိတွေဖြစ်နေပေမဲ့ရှေ့ဆက်အောင်မြင်မှုရအောင်စူးစမ်းလုပ်ကိုင်းနိုင်ဖို့လိုပါတယ်တန်တရားကမိမိဘက်မှရှိနေပေမဲ့မနာလိုမခြေနက်တဲ့သူတွေက ရှိနေပါတယ်အပျော်လွန်ကျူးပြီးဘဝမိတ်သွားတာမျိုးတွေမလုပ်ပါနဲ့ သည့်ကိစ္စမဆိုအယုံမလွယ်ပဲနဲ့ညာနဲ့ရှင်ကစဉ်းစားလောက်ကိုင်းဆောင်ရွက်ခြင်းဖြင့်အောင်မြင်မှုများရရှိမယ်မိသားစုကြီးမိသားစုအတွင်းမှာလက်ရှင်တင်ပြီးစိတ်ချမ်းသာစရာသတင်းတွင်ကြားရမယ်မိဘဆွေမျိုးအကြီးအကဲများရဲ့အကူအညီများရမယ်ဘိုးတော်မယ်တော်ရောင်ဆောင်သူတွေရောက်လာတတ်တယ်အလိန်ခံရတတ်သဖြင့်တရေရှိပါလူမှုရေးမိတ်ဆွေတွေနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်တတ်ပါတယ်အတိုက်အခိုက်နောက်ဆက်တွဲကြုံရတတ်တယ်အတူလောက်ကိုင်းသားတွေကလည်းရန်နာသွားတာခွတ်ထွက်သွားတာမျိုးတွေဖြစ်မယ်ကိုယ့်ဘက်ကမန်နေရင်ရဲရဲသာလောက်ကိုင်းမှာအောင်မြင် င်းမှုရရှိပါလိမ့်မယ်။ငွေကြေးစည်းဝါငွေဝင်ကောင်းနေမယ်။လုပ်ငန်းများမှငွေကြေးအမြတ်ဆွင့်များရရှိမယ်။အယောင်ဝယ်ကောင်းဝင်ပြီးစည်းဝါတိုးတက်မယ်။ယင်းဤမြုံနှံမှုများငွေကြေးစုဆောင်ခြင်းများပြုလုပ်နိုင်ပါတယ်။လောဝါကြောင့်သာမကကံအကြောင်းမှာငွေဝင်ပါလိမ့်မယ်။ခရီးသွားရင်ကလေးငယ်တဦးကိုစားစရာနဲ့အယုတ်လက်ဆောင်ပေးပြီးထိုနေ့မှပင်ချီချိုးပါ။ချီဆူကြီးပောက်တတ်ပါတယ်။ပညာရေးပိတ်ဆို့နေသောပညာရေးလမ်းကြောင်းတွင် ပြန်လည်ကောင်းဝင်ပြီးအတန်းဆုံးအောင်မြင်သည့်အထိတင်ယူနိုင်မယ်။စိတ်ရှိသည့်ခံပြီးစူးစမ်းပြီးတင်ယူခြင်းတွေကြောင့်ရည်ရွယ်ချက်များပြ ြည့်ဝအောင်မြင်မယ်ပြည်ပတွင်ပညာရေးကိစ္စများစီစဉ်ဆောင်ရွက်ရန်တွားရောက်ရမယ်အခြေအနေနဲ့ဟိန်တော်ရေးအခြေအနေမှာတန်ရော့စဉ်ပူပြီးအနေနီးဓာတ်တွေကြောင့်မဖြစ်တင်နာတွေဖြစ်ကုန်တတ်တယ်သုံးပွင့်ဆိုင်ဇာလန်းတွေပေါ်ပြီးဇက်ရှုပ်တတ်ပါတယ်အချစ်စိတ်နဲ့စိတ်လမ်းမှာလှုပ်တတ်တဲ့အတွက်ပြဿနာဖြစ်တတ်ပါတယ်အိမ်တော်ကြီးမှလည်းတယောက်တစ်ခွင်းစကားများတတ်ပြီးစိတ်နာစီမဲ့စကားလုံးနဲ့ထုံးတစ်ချက်တွေးကြောင့်အိမ်တော်ကြီးအဆင်မပြေဖြစ်တတ်ပါတယ်ကျမ်းမာကြီးကျမ်းမာကြီးအညက်ကြုံရတတ်သဖြင့်ဂရုစိုက်နေထိုင်ရမယ်မကျမ်းမာပါကစောစည်းစွာကုသမှုခံယူ ူပါကျန်းနာချင်းလေထုတ်လေအောင်လေငန်းယောဂါများထိကိုက်တန်းရများရတာပါတယ်တကြည်သူများကိုဂယုဆိုင်ပါအကျိုးပေးသောအယောင်နှစ်ပြားယောင်ခရမ်းရင်ယောင်မြုံမိုင်းမန်းအယောင်တို့ကိုအထူးပြုသုံးဆွဲပါအကျိုးပေးသောခဏများမှာခွန်းသုံးကိုခဏများဖြစ်ပါတယ်ရေရရဖျားသွင်းထိပြူတလက်ကတ်လို့ပါဒနေလာသားသမီးများလုံးကိုစိတ်နှပြကြမ်းမာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဒနေလာသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေက ုံဆရာအောင်စိန်နဲ့ဗီဒီမီမြန်ဆွနှွေးတိုင်မီလို့တဲ့အခါ၃ညကို89 490 395တို့ဘိုင်ပါမတဲ့ဆက်သွဲမေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမယိုရာဘီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဘီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်